အားလုံးမင်္ဂလာပါဗျာဒီနေ့ကတော့အသက်30ကျော်သွားတဲ့မိတ်ဆွေများအတွက်ဒီဗီဒီယိုအထူးကြည့်တင်ပါတယ်။အားကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်နဲ့လည်းအသက်30ကျော်သွားခဲ့ပါပြီ။အဲ့တော့အသက်30ကျော်သွားပြီဆိုတာနဲ့ကျွန်တော်တို့က lifestyle တွေခိုင်မြတ်တွေပြောင်းလဲဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့အသက်30ကျော်ပြီဆိုတာနဲ့ကျွန်တော်တို့တွေအဲ90ရာခိုင်နှုန်းသောလူတွေကကိုယ်ပိုင်ကိုယ်ပိုင် business တစ်ခုကိုယ်ပိုင် family life တစ်ခုခုအဲ့တော့ကျွန်တော်တွေကိုမိသားစုနဲ့ကို ဖြစ်နေပါပြီဖြစ်လဲဖြစ်နေကြပြီအဲအခြေလဲကြာနေပြီပေါ့နော်အဲ့လိုပဲကျွန်တော်တွေအသက်30ကျော်နေပြီဒါတော့မှပဲကိုပိုင်ကျွန်တော်တွေ live လေးခုမဖြစ်သေးဘူးကိုပိုင် business owner တခုမဖြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝကိုအဆင်မပြေပါဘူးအဲ့တော့ကျွန်တော်တွေငွေကိုငွေနဲ့ခိုင်းတက်ဖို့လိုနေပါပြီဟုတ်ပြီကျွန်တော်တို့ကအဲ့လိုမျိုးမဖြစ်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ကတချို့ဆိုလို့ရှိရင်ကျွန်တော်နေကြအိမ်လေးအတွက်ကျွန်တော်တွေ အင်္ဂါနေရတဲ့ခြေနှမျိုးတွေအများကြီးရှိရဲ့တချို့ဆိုရင်10နှစ်15နှစ်တောင်အင်္ဂါနေနေဘွားကနေမလွတ်ကြသေးဘူးအင်္ဂါနေရတော့မယ်အဲ့လိုခြေနှမျိုးတွေရှိတယ်တချို့လည်းစားရတော့အတွက်လုံးမနေရတော့ခြေနှမျိုးတွေရှိသေးတယ်အဲ့လိုခြေနှမျိုးတွေရှိနေတဲ့ခြေနှမျိုးမှာကျွန်တော်တို့မိသားစုအတွက်အော်ကျွန်တော်တို့လူမှုရေးအာစပိမအရေးအရေးတွေမှာဥပမာဆိုကြပါဆိုကျွန်တော်တို့မိသားစုအမျိုးတွေတဲ့သူဖြစ်မိသားစုတွေမှာဖြစ်ဖြစ်တစုံတယောက်ကနာမကျန်းဖြစ်တယ်အဲ့တော့တိန်းနေအာကျွန်တော်20 30 40 50ထုတ်သုံးအောင်တော့မယ် အဲ့လိုမသုံးလို့ရှင်အဲ့လူတယောက်ကအသက်ဆုံးတော့မှအချိန်မျိုးရောက်နေတယ်အဲ့လိုအချိန်မျိုးရောက်နေရှင်ကျွန်တော်တို့ကအဲ့လိုအဲ့လောက်ဒီငွေမောက်ကြီးမတတ်နိုင်ဘူးအဲ့ဒါကိုကျွန်တော်ကပေးလဲမပေးနိုင်ဘူးအဲ့လိုဆိုလို့ရှင်ကျွန်တော်ကလည်းမိသားစုဝင်ပဲအဲဒါပေမဲ့ပေးနိုင်တဲ့ကျွန်တော်တို့ညီသူ့မညီတို့ကျွန်တော်အကိုကျွန်တော်ညီကောင်မောင်တို့မှတယောက်ကပေးပြီးကူညီသွားတယ်အဲကူညီသွားတယ်ကျွန်တော်တို့ကတော့အဲကျွန်တော်အဲ့လူနာအတွက်ကျွန်တော်ကအာအရန်ကိုဆရာထပ်တန်စွာနဲ့ အော်နီနာနေပြီးတော့လုံးဝကိုကျွန်တော်ကိုပြီးရှင်ပြီးဟိုစိတ်ပင်မဲ့လူမဲ့ခံပြီးတော့ပြည့်စုံဆောက်ရှောက်နေဒါပေမဲ့နောက်ဆုံးအချိန်မှာနောက်ဆုံးအချိန်တစ်ခုလေးမှာငွေ340ထုတ်ပေးသွားတဲ့ဟိုးဘယ်တော့မှပေါ်မလာတော့တဲ့အဲကျွန်တော်ရေတယောက်ယောက်ကဝင်ပြီးတော့ပေးသွားစင်အဲ့တယောက်ယောက်ရဲ့ကောင်းချောင်းကိုပဲထက်ခါတလဲပြောနေမယ်အဲ့တဲ့ရောက်ရဲ့အဲ့တဲ့ရောက်ကိုပဲကျေးဇူးတွေထက်ကတက်ကတင်နေလိမ့်မယ်အဲ့တဲ့ရောက်ကြပါသူရဲ့အသက်သခင်ကျေးဇူးရှင်မှာတို့ထက်ကတက်ကပြောနေလိမ့်မယ်မှားလားဆိုတော့မှားမှားဘူး မနေ့လေဒါသူကငွေဆက်ထုတ်တယ်လို့ဒါကြောင့်မိတ်ဆွေများဘလောက်ပဲအနီးနားနေပြီးတော့ဘလောက်ပဲကြိုးစားကြိုးစားဘလောက်ပဲစိတ်ပိမဲ့လူခွင့်ခံပြီးရလှုပ်လှုပ်မိတ်ဆွေများဘာတစ်ခုမှအကောင်ပြောခံမဟုတ်ပါဘူးအရေးတစ်ခုခုကြုံလာတယ်အဲအရေးတွေအများကြီးပါပဲကိစ္စတစ်ခုကိုကျွန်တော်တို့ကနားလေလေတက်ကြွတယ်ဒါမှကျွန်တော်သွားပြောလိုက်မယ်ပြောလိုက်မယ်ဆိုလို့ရှိရင်အဲကိစ္စတစ်ခုကကျွန်တော်ပြောလိုက်မယ့်စကားတွေကိုညင်းမဲ့လူတွေပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြန်ခံပြီးတော့အဲပြောမဲ့လူတွေပေါ်လာလိမ့်မယ် အဲ့တော့မဟုတ်ကျွန်တော်အကန့်စကားတွေပဲပြောမလို့ပေါ်ပေါ်လိုက်မယ်။ဟာမင်းကဘာတိလို့တော့စပြစ်ပေါ့နော်။အဲ့လိုမျိုးအကန့်လေးပဲပြောလိုက်မယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကငွေမရှိလို့ပါပဲ။ငွေမရှိလို့ဆိုတာနဲ့ကိုယ်ပိုင် business လုပ်ငန်းတခုမရှိသေးလို့ကိုယ်ပိုင် business တခုလုပ်ငန်းမရှိသေးလို့ဆိုတော့ငွေကိုငွေကိုလည်းခိုင်းလို့ကျွန်တော်အဆင်မပြေနိုင်သေးဘူး။အဲ့တော့တချို့လည်းအိမ်ငါးဘွားလေးအိမ်မိုင်လေးရောက်ဖို့အတွက်အရန်ဝင်ကြိုးစားနေရတယ်။အလို့ချင်းနေမျိုးတွေမှာဒါဒါကျွန်တော်ကိုယ်နိုင်ပေါ့နော်။ဒါကျွန်တော်ကိုယ်နိုင်ကြိုးစားနေရသေးပဲ။ကိုယ့်ဘက်ကိုအပိုင်လေးဖြစ်ဖို့ အဲ့တော့ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေများကြိုးစားနေတဲ့လူတွေပါလို့ရှိရင်လည်းအခုဗီဒီယိုကထောက်ကူဖြည့်ကောင်းဖြစ်နိုင်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ကခုလိုမျိုးကြိုးစားရင်းနဲ့ကျွန်တော်တို့တွေကျွန်တော်တို့အိမ်ပိုင်းလေးရောက်ဖို့ကိုပိုင်းအိမ်လေးရောက်ဖို့ကိုပိုင်းဟို business တခုဖြစ်ဖို့ကိုပိုင်းစီးပွားရေးတခုရဖို့ဆိုကျွန်တော်တို့ကအလုပ်ကလည်းလုပ်တာပဲဘယ်သူမှဆိုအလုပ်ကလုပ်တာပဲဒါပေမဲ့အလုပ်လုပ်တိုင်းအဆင်ပြေလားဆိုတော့မပြေဘူး။အဲ့တော့ကျွန်တော်တို့ကဒါဆိုရင်ဘယ်ဟာကိုလုပ်မလဲဆိုတော့အဆင်ပြေတော့ရွေးလုပ်တော့မှဖြစ်ပါတယ်။ခါကြလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့ဝါသာပါတာတခု ကျွန်တော်တို့အစဉ်ပြေမှထုတ်ဖြစ်နေတယ်အဲဥပမာဥပမာဥပမာလူတယောက်ကသရှင်ဆိုတာရံဝန္ဒနာပါနေတယ်ဒါပေမဲ့သူကသရှင်ဆိုတာသူ့ဘဝအတွက်လုံးဝထမင်းစားလက်မမဟုတ်ဘူးအဲဒါအများသောအဖြစ်ပေါ့နော်အဲ့တော့ဟိုဘက်ကောင်တွေကိုယ့်ရဲ့မိသားစုဘက်ကောင်မရှိရင်တော့အဲ့ဒီလုပ်တွေဟာဦးစားပေးတဲ့လုပ်တွေမဟုတ်ဘူးအဲ့တော့အဦးစားပေးတဲ့လုပ်ကတော့ကျွန်တော်တို့တကယ်လက်တွေ့အခုလုပ်လို့ရှိရင်အခုပြန်ငွေပေါ်လာမယ့်အလုပ်အခုကျွန်တော်ရင်းနှီးလိုက်ရင်အခုပြန်ပေါ်လာမယ့်အလုပ်မျိုးတွေ ဲ့ဒါမျိုးတွေကျွန်တော်လုပ်တင်ပါတယ်ဒါဆိုရင်ကျွန်တော်က common CY business တစ်ခုကျွန်တော်လာစတင်လုပ်ကိုလုပ်တင်ပါတယ်အဲ့လိုလုပ်ဖို့အတွက်ဘာလဲလိုအပ်တယ်လဲအဲ့ကျွန်တော်မိတ်ဆွေများကအာကျွန်တော်ကျွန်တော်မိတ်ဆွေတို့လောက်ခဲ့တဲ့နီလန်တစ်ခုကျွန်တော်ပြောပြမယ်နော်အဲတကယ်တကယ်တော့ပါတယ်အဲ့ညီလေးဆိုလို့ရှိရင်သူက less PC ဆိုင်မှာအလုပ်လုပ်တာ less PC ဆိုင်မှာတလောက်ကိုအာအခုဆိုလို့ရှိရင်တော့တသိန်း8000ပေါ့လေသူပေးတာအရင်တော့တော့တသိန်းမရတာအဲ့တော့သူအဲ့မှာသူလုပ်တယ်အဲ့တော့ကျွန်တော်တွေစနေတနင်္ဂနွေ ဒီမနာဘူးတော့ဥပုံနေတည့်ပဲနားတယ်အရင်တော့အခုတော့စမ်းနေတည့်နားတယ်ပေါ့နော်အဲ့လိုမျိုးတပတ်မှတည့်ရနားတယ်ဆိုပါစို့တပတ်တည့်ရနားတယ်သူလည်းအဲ့လိုပဲမနော်လုံရင်လုံရင်နဲ့အဲ့လိုပဲအသက်30ကျော်သွားခဲ့တယ်အသက်35နှစ်လောက်ရောက်သွားတော့အဲ့မချင်မှသူကဟိုအိမ်တော်တွေဘာကြီးကြတော့အိမ်တော်ကြတော့ပို့ပြီးတော့အဲ့အိမ်တော်ကြရင်အဆင်ပြေမယ်ထင်တယ်လူတွေကအိမ်တော်ကြရင်ပြောမယ်ထင်တယ်မဟုတ်ဘူးအိမ်တော်ကြရင်စဉ်းကျင်စရာတွေပိုများလာတယ်အဲ့လိုချင်းတဲ့မျိုးတွေမှာဘာကြောင့်များလာလဲဆိုတော့ ဒါကြပါဘောနော်အဲဒါကြောင့်မို့လဲကျွန်တော်တို့ကငွေကိုအရှင်ကလေးကအိမ်တော်မပြုခင်တည်းကကျွန်တော်တွေရီစားဘွားတွေတရားကျွန်တော်တွေအကျွန်တော်တွေဘာလုပ်လို့လုပ်ကြမယ်ကျွန်တော်ပြုပြင်ဘာပလန်လင်းချထားမယ်ဘာစီဝိုင်းလုပ်ကြမယ်အဲ့လိုမျိုးအရင်တည်းကအကြောင်းပလန်လင်းဆွဲထားတင်ပါတယ်အာကျွန်တော်တွေဟိုတူနဲ့ကုန်နဲ့ရွှေရွှေလက်တွေတွဲပြီးတော့ဟိုလျှောက်လဲဒီလျှောက်လဲတော့အစတော့ဘွားကြီးထင်းနေတယ်တကယ်တကယ်အသက်30ကျော်သွားလို့ရှင်ဒီအရာကဟို0အောက်အောက်ဆုံးရောက်သွားတယ်အဲ့တော့ကျွန်တော်တွေ အဲ့တော့ကျွန်တော်တို့ကဒီခုလိုပဲအဲ့ကျွန်တော်မိတ်ဆွေအဲ့ညီငယ်လေးတူဦးပေါ့။သူကကျွန်တော်အဲ့လိုပဲသူက30ကျော်လာတယ်။30ကျော်လာတော့သူသူအဲ့နဲ့သူနောက်တော့စဉ်းစားလာတယ်။ဟာဒီတန်းဆိုတော့ရှင်တော့ငါမဖြစ်သေးဘူး။30ကျော်နေပြီ။40ကျော်ရောဘာလုပ်မလဲ။50ကျော်ရောဘာလုပ်မလဲဆိုသူအတွေးတစ်ခုရသွားတယ်။အဲ့တော့အတွေးတစ်ခုရသူကကျွန်တော်လမ်းတိုင်မင်းနေပေါ့နော်။အဲ့တော့အဲ့အတွေးတစ်ခုရသွားတော့ဒါကျွန်တော်လည်းကျွန်တော်ပဲအကြံပေးလိုက်တာပါ။ အဲ့တော့သူကဘာလုပ်လဲဆိုတော့သူလုံနေတာလက်စလက်ကားတိုင်းမှာလုံနေတာအဲ့တော့လက်ကားတိုင်းမှာလုံနေတာဆိုတော့ဟိုအဲ့တော့ကျွန်တော်အကြံပေးလိုက်တယ်အဲ့အလုပ်လုံးမယ်ဆိုသူအဲ့မှာဟိုရုံလာဆိုတော့သူယူယုံနေသူကလုံတဲ့အရန်ကြိုက်ဆိုသူအရန်ယုံနေယုံနေဆိုတော့ကျွန်တော်သူအကြံလေးပေးလိုက်တယ်အဲ့ဆိုလို့ရှိရင်တော့ဟို TikTok ကောက်လေး TikTok ကောက်လေးဖွင့်လိုက်မယ်အဲ့ Facebook page လေးထောင်းလိုက်မယ်အဲ့ကျွန်တော်ပဲလုပ်ပလိုက်တာပေါ့နော်ကျွန်တော်ကျွန်တော်လုပ်ပလိုက်တယ်အဲ့လိုမျိုးလေးလုပ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်သူဖွင့်ပလိုက်ပြီးတော့သူအဲ့ပုံမှာကျွန်တော်သူဇေယောက်ခိုင်းနေပေါ့နော် ဇေယျခိုင်းနဲ့အမမီးဒီတလုံးကအာကျွန်တော်တွေ1500ရှိတယ်1500ဝယ်ဒါပေမဲ့ तू ကအဲ့မှာလုံနေတော့သူ့ကိုလက်ကားစီအများကြီးနဲ့ပေးတယ်ပေါ့နော်ပေးတော့ तू အဲ့မှာ1200နဲ့ရတယ်အဲ300ပေါ့နော်300သူသူသူစားတယ်ပေါ့အဲ့လိုပဲ3000တန်တဲ့ဟာဆိုရင်သူ့ကို2000နဲ့ပေးတယ်အဲ့တော့1000သူစားတယ်ပေါ့နော် ဲ့လိုမျိုးအဲ့အချိန်မှာကျွန်တော်သူ့အဲ့ပစ္စည်းလေးပေါ့တူလီမိုဆာပစ္စည်းလေးလေကျွန်တော်သူ့တင်ပြီးအဲ့လိုရောင်းခိုင်းတယ်ရောင်းခိုင်းတော့သူကလာလာဝယ်လို့ရှိရင်အဲကျွန်တော်ရောင်းတဲ့နေရာမှာလဲသူကအလောက်ကတပတ်ပဲတည့်ရပဲပြတာနော်တည့်ရပဲသူရောင်းလို့ရပါတယ်ကျန်တဲ့ရက်တည်းကသူအလောက်ထဲမှာလှုပ်လှော်ရတာပေါ့လေအဲ့တော့တပတ်တည့်ရပဲသူလှုပ်တယ်တပတ်တည့်ရပဲသူရောင်းပါတယ်အဲပထမဆုံးတည့်ရမှာအဲ့တော့ကျွန်တော်တင်တယ်မရောင်းပါဘူး တပတ်တီးတင်လဲမယောင်အောင်နှစ်ပတ်တင်နဲ့မယောင်အောင်သုံးပတ်တင်မယောင်အောင်နောက်ဆုံး၄ပတ်မြောက်မှာလူတယောက်လာပြီးတော့မာပါတယ်အဲ့တော့မာတယ်ဆိုတော့သူအဲ့လိုသူကတော့လိုက်ပို့ပေးတယ်ပေါ့နော်မြို့အတွင်းဆိုရင်သူကိုယ်နဲ့လိုက်ပို့တယ် delivery နဲ့လိုက်ပို့ပေးတယ်အဲ့တော့နီးတော့လာဝယ်ပေါ့ဝေးတော့သူကလည်းလက်ပို့ပေးနေအဲ့အဲ့လိုမျိုးနဲ့သူအဲ့တလတလလောက်နေပါမှာသူအဲ့ကျွန်တော်လက်စီပစ္စည်းလေး၄ခုလောက်ရောင်းပါတယ်ရောင်းတော့သူကကျွန်တော်ကျွန်တော်လာပြောတယ် အာကကဘကွာရေးတဲ့ကျွန်တော်မယုံအောင်ထင်နေတာဒါကျွန်တော်ကတော့အစတော့လက်လျှောက်နေတာလေအခုတော့လာဝင်မဲ့သူ၄ယောက်ပေါ်လာပြီတဲ့ကျွန်တော်ဝမ်းသာတယ်တဲ့ဟောပြီးတော့အစတော့အဲ့လိုပဲတို့ဆက်ပြီးတော့ရောင်းပါလို့ကျွန်တော်ပြောတော့သူ့ဆိုင်မှာအစုံရှိတယ်လက်စီပစ္စည်းအစုံမဲဗျာအစုံမဲရှိတယ်အာစုံစိနာပဲအဲ့ချိန်မှာတော့လည်းတစ်ပတ်တည့်ပဲရောင်းဝင်ရှိတာနော်ဒါမှမဟုတ်တစ်ပတ်တည့်ပဲရောင်းဝင်ရှိတာတော့လည်းတစ်ပတ်တည့်မှလာပို့မယ်လို့ပြောပြီးသား နဲ့တပတ်တည်းမှာသူ့အိမ်ကိုလာယူပေါ့လေသူကတတိယတဲ့သူ့ယုံတော့ပစ္စည်းလေးသူ့ရင်လာဝင်သူကလည်းတတိယမှာလာပြီးတော့ယူတယ်ယူပြီးမှတတိယပြန်ပေးတာပေါ့နဲ့သူဆက်ငွေရပြီးမှအဲ့တတိယလည်းဟောတလောက်ကလည်းလုတ်ပေးတာပေါ့နော်အဲ့လိုအဲ့ဒီရောင်းနဲ့နောက်နောက်နှစ်လမြောက်ကြတော့အဲ့လိုမျိုးပစ္စည်းလေးတွေကနည်းနည်းရောင်းအောင်လာတယ်အဲကျွန်တော်တွေအခုကျွန်တော်တို့ရေသူကန်ကန်သွားတာတော့မီးပြတဲ့ခြင်းနဲ့သွားတူတာပေါ့နော်မီးပြတဲ့သွားတူတော့ဆိုလာမီးသီးလေးလေးအဲဒါကြောင့်ဆိုလာပန်ကာလေးလေးစပြီးအဲ့ဒါလေးတွေကသူကရောင်းရတယ်ရောင်းရတယ်ဆိုတော့သူကဈေးရလဲ အဲ့တော့ပြောမလို့လက်ကားစင်းနဲ့ရထားတာဆိုတော့အဲ့တော့ဈေးကလည်းသူ့စီမှာဒီမျက်စီမှာတောင်းဝယ်တာနဲ့ဆိုင်သူ့စီမှာနည်းနည်းဈေးကလည်းပိုးချို့နေတယ်အပိုးချို့နေတဲ့သူ့ကိုယ်တိုင်ကလည်းအဲ့ဒါရောင်းတာဆိုတော့ဒီဟာလေးအเจ้าနဲ့သူကနားလေတယ်အဲ့နားလေတော့အဲ့ဒါတူတူရောင်းတယ်အဲ့ချင်မှငလာမြောင်းနေမှာအဲ့တော့ဆဲကူလောက်ရောင်းရတယ်ဟာအဲ့ချင်မှသူဝန်သားရနေကျွန်တော်လာပြောတယ်ဟာအချင်းနေကောင်းနေလို့ဆိုက်ရောင်းလို့ TikTok တွေရော Facebook တွေရောအဲ့လိုအဲ့ယူခိုင်ယူ YouTube channel မှာငါဖွင့်ပေးမယ်လို့မင်းမင်းလောက်လို့ဆိုပြီးကျွန်တော်တို့အဲ့လိုပြောတယ် အဲ့ဒီမှာရောင်းရင်ရောင်းရင်နဲ့၃လမြောက်ကြတော့တော်တော်လေးရောင်းရလာတယ်တော်တော်ရောင်းလိုက်တော့ရောင်းရလာတော့ဘလို့ဖြစ်လာလဲဆိုတော့အဲ့တပတ်တည့်ရက်နဲ့အဆင်မပြေတော့ဘူးအဲ့တော့သူကတပတ်နှစ်ရက်အဲ့သူတို့ခွင့်တည့်ရက်ယူတယ်ပေါ့နော်ခွင့်တည့်ယူတယ်တတိယရက်လည်းယူအဲ့လိုပဲအဲ့လိုပဲရောင်းတာပဲတပတ်နှစ်ရက်ကနေပြီးနောက်တိုင်းရောင်းအားတွေကအော်နည်းနည်းလေးတိုးတိုးလာတယ်အစကသူအဲ့အဲ့တတိယထဲကိုသူ3000မြတ်တယ်နော်3000မြတ်တယ်ဒါပေမဲ့နောက်နောက်လာလေကြတော့တပတ်ထဲကို6000မြတ်အဲ့အဲ့တတိယထဲကိုနော်6000မြတ်တယ် အနောက်ကျတော့9000မြည့်တယ်အနောက်တသိမ်းမြည့်တော့အဲ့ကျွန်တော်တပတ်ကိုနှစ်ရက်ယူတယ်အဲနောက်ပိုင်းကျတော့အဲ့လိုရောင်းလာတော့တော်တော်တတတိကိုပြောတာပေါ့နော်ဟိုဟာတတိကျွန်တော်အလုပ်လေးနားနားကျင်လို့ပေါ့ပစ္စည်းလေးအဲ့လိုပဲယူရောင်းကျင်တယ်အဲ့လိုပဲခွင့်ပြုပါဆိုတော့အားနဲ့သူ့သူ့တတိရတယ်အစတော့အင်းအစတော့အင်းနေတယ်ပေါ့နော်အဲ့တော့သူကလည်းအဲ့မှာယုံကြည်ရလူတယောက်ဖြစ်နေတော့အားနဲ့နောက်ပိုင်းကျတော့အိဘမင်းတဘောပဲဆိုပြီးတော့သူ့ကိုပေးနာပြီးတော့အဲ့ခံကြမှာအဲ့တပတ်တတိကိုတနေကုန်မနာဘူး အညာလုံးမနာဘူးအဲ့ကျင်ကျတော့ဘလို့ဘလို့ဖြစ်လာလဲဆိုတော့အဲ့တော့တော်ခွာလာမလိုက်ပစ္စည်းသွားယူလိုက်ဒီခါကျတော့ဟိုက customer ရဲ့ပတ်သက်ရမှာတော့ငွေပေးစမလို့တခါတည်းဝေးလာခဲ့တယ်အဲတခါတည်းဝေးလာခဲ့တဲ့အချိန်ညောက်လာလဲအဲ့လေကျွန်တော်6လမြောက်ရောက်လာတော့အဲ့တော့ကျွန်တော်တို့အစီအနေကတိုးတက်သွားပြီအဲ့ကပစ္စည်းလေးကိုသူ့ကိုယ်နဲ့ဝင်နေသွားပြီအဲသူ့ကိုယ်နဲ့50တိန်ဘုလောက်ဆုပ်ပြီးအပစ္စည်းတွေသူ့ဝယ်ထားတာပေါ်ပြီးတော့လာရောင်းတယ်အဲတော့မဟုတ်သူ့အိမ်လေးထဲမှာလဲအဲ့လိုမျိုးရောင်းတယ် အိမ်ထဲမှာလည်းဘေးရပက်ပက်လေးကလူတွေကလာဝင်လဲရောင်းတယ်အွန်လိုင်းမှာလည်းရောင်းတယ်ရောင်းဝင်ပြုတ်ရင်ရောင်းဝင်ပြုတ်ရင်နဲ့တစ်နှစ်ခွဲနှစ်နှစ်လောက်အချိန်ကြာတဲ့ခါမျိုးမှာလက်စီပစ္စည်းဆိုင်လေးတစ်ခုဖွင့်နိုင်ခဲ့တယ်လက်စီပစ္စည်းနဲ့တစ်ခုဖွင့်နိုင်ခဲ့တဲ့ဖြစ်ရင်အဲ့ငားနေတဲ့နေရာကိုလည်းဝင်နိုင်ခဲ့တယ်ငားနေတဲ့နေရာကိုဝင်နိုင်ခဲ့လေအဲ့ဒါနဲ့ကျွန်တော်ကျေးဇူးတင်ကြောင်းလေးလမ်းပြောအားကျွန်တော်တော့လို့ရှိရင်တော့ကျွန်တော်တအားကိုကျေးဇူးတင်ပြီးတော့ဒါကိုကျွန်တော်ဆိုသူ share အဲ့လိုပုံနော် share ပေးတဲ့ gain တယ် အဲ့လိုပဲကျွန်တော်မိတ်ဆွေများလည်းအခုလိုမျိုးလုံးတင်ပါတယ်။ဘာရောက်လဲဆိုတော့ကျွန်တော်အသက်30ကျော်သွားရင် ကိုယ်ပိုင် business တစ်ခုမရှိလို့မရပါဘူး။ထို့သဖြင့်တာသမီတွေရလာရင်ပို့လို့ဆိုးသေးတယ်။ဒါကြောင့်မို့ကိုယ်ပိုင် business တစ်ခုအဲ့တော့ဝန်ထမ်းလက္ခဏာလုပ်တဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းဝန်ထမ်းလက္ခဏာကြီးလုပ်တယ်။ရလဲရလဲလလက္ခဏာကြီးနေပြီးတော့စုနေသမီးစုပြီးတော့ကိုယ့်ရဲ့ business plan business owner လေးကိုယ်ပိုင် business လေးဖြစ်အောင်လို့မလို့ကျွန်တော်တို့ကပြန်လည်ပြီးတော့ ရှင်းနေမယ်အဲကျွန်တော်အဲ့ငွေရဲနဲ့ငွေပြန်ပွားအောင် လုပ်မယ်အဲ့တော့အလားလေးလေးမိတ်ဆွေများလုပ်ဖို့လိုပါတယ်အဲ့လိုမဟုတ်လို့ရှင်ကျွန်တော်တို့ပြောတဲ့ဇကားတွေဟာဘယ်တော့မှအယံဝင်မှုကျွန်တော်တို့ပြောတဲ့ဇကားတွေဟာဘလောက်ပဲမှန်ကန်နေပါစေဘယ်သူမှအဖတ်မလို့ဘူးဒီကောင်အလကားပါကွာဆိုပြီးကျွန်တော်တို့ပယ်ချသွားလိမ့်မယ်အဲ့ဒါဘာကြောက်လဲအဲ့ဒါကျွန်တော်တို့ကဝင်ငွေဝင်ငွေမရှိလို့ပါပဲဒါကြောင့်မို့ကျွန်တော်တို့ခုချက်နဲ့စားပြီးအသက်30ကျော်ပြီဆိုတော့နဲ့ရှိရည်လဲခောက်ထားလိုက်တောက်မယ်စားမယ်ဆိုတာလဲခောက်ထားလိုက် လောင်ကစားလေးလည်းခောက်ထားလိုက်အချိုးမရှိတဲ့ဗီဒီယိုတွေဟိုဟိုလုတ်ဒီလုတ်ဗီဒီယိုတွေကိုလည်းခောက်ထားလိုက်ကျွန်တော်တို့တကယ်အချိုးရှိမဲ့ဗီဒီယိုတွေကျွန်တော်တို့ဘွားတိုးတက်မဲ့အရာတွေအဲ့ဒါလေးပဲစဉ်းစားမယ်အဲ့ဒါလေးပဲလုပ်မယ်အဲ့ဒါလေးပဲလှိလာမယ်အဲ့တော့ငွေကိုဒီတဲ့ဒီနဲ့မကဘလို့ရအောင်တလောက်ကို3သိန်းရှာနိုင်တယ်တလောက်6သိန်းရှာနိုင်အောင်ဘလို့လုပ်အောင်မလဲနီးတွေရှိတယ်အဲ့နီးတွေလိုက်ရှာမယ်တလောက်10သိန်းရှာနိုင်နေပြီဒါဆိုတလောက်30ရှာနိုင်အောင်ဘလို့လုပ်မလဲနီးတွေရှိနေပြီအဲ့နီးတွေကိုမိတ်ဆွေများလိုက်လာပါ လိုက်စားပါလှုပ်ပါအခုဆိုရင်ပုံလောက်လွယ်လွယ်နေပါပြီခုတို့တိုးတဲ့နဲ့ AI ခကြီးတဲ့မှာခုလိုမို့နော်နီးပညာခကြီးတဲ့မှာကျွန်တော်တို့လည်းနောက်ကျကြင်ကြီးလို့မရဘူးနောက်ကျမကြံခဲ့မှနဲ့နောက်ပိုင်းခုခုဆိုလို့ရှိရင် AI နဲ့ပေါ်လာတဲ့အခါမှာအလုံးလက်မဖြစ်သွားတဲ့ပြပမှာဆိုလုံးလက်မဖြစ်သွားလို့ဒီအများကြီးပဲ။ဒါကြောင့်လို့ဆိုတော့ AI ကိုပဲခိုင်းပြီးအလုပ်တွေလုပ်နေကြပြီ။ဒါကြောင့်ကျွန်တော်တို့ကနီးပညာပိုင်းကိုလည်းပြစ်ထားလို့မရဘူး။နီးပညာပိုင်းနဲ့ခုချက်တော့တိုးတက်တဲ့ရေးစရောက်တဲ့သူကျွန်တော်တို့ကခင်းတဲ့အမီလိုက်ညင်းမှုလိုပါတယ်။ ဒါလေးကိုမစ်ချမလိုင်းမြပြတာပါတက်သုံးနဲ့ကြောက်သွားရင် ကိုပိုင် business တစ်ခုရှိတဲ့နဲ့ကိုပိုင်ဝင်ငွေကိုပိုင်ရဲ့ကျွန်တော်တွေဝင်ငွေပုံမှန်ဝင်ငွေလေးရှိနေတဲ့နဲ့ကိုပိုင်အိမ်လေးကိုပိုင်ခြံလေးကိုပိုင်နေရာလေးနဲ့ရှိနေတဲ့နဲ့အဲနောက်ဆုံးတော့ကိုပိုင်တဲ့လေကိုပိုင်ကားလေးနဲ့ဖြစ်တဲ့နေပြပေါ်ပြန်နော်အဲ့တော့ကျွန်တော်တို့နဲ့အတူတူကြီးပင်းထားတဲ့လူတွေကျွန်တော်တို့နဲ့အတူတူမိတ်ဆွေတွေအပေါင်းအသင်းတချို့ဆိုလို့ရှိရင်အသက်ကျွန်တော်ကျွန်တော်မိတ်ဆွေတွေမှာလည်းတချို့တချို့ဆိုလို့ရှိရင်အဲ့တော့ကားလေးဒဇင်းဒဇင်းမီးလေး၃၄၅ခွက် အဲ့တော့ကျွန်တော်တွေဟာအိုလိုမျိုးတော်တော်လေးကိုအဆင်ပြေတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်လည်းသွားကျွန်တော်လည်းသွားတွေ့တယ်ပေါ့နော်အော်ဒါဆိုရင်ငါအများကြီးစူးစမ်းရအောင်ပါလားငါတော်တော်ညံ့နေပါတယ်ဆိုပြီးကိုကိုကိုကျွန်တော်တော့အားပြန်ပေးတယ်အဲ့တော့ကျွန်တော်တွေအခုဝင်ဝင်ဘယ်လောက်ရနေပြီလဲ၁၀သိန်းရလို့ရှိရင်သိန်း၁၀ရအောင်ငါဘယ်လိုလုပ်ရမလဲငွေငွေနဲ့ရင်းပြီးဘယ်လိုခိုင်းရမလဲဝင်ငွေတွေတိုးတာအောင်ဘယ်လိုလုပ်ရမလဲအဲ့တော့ငွေတွေရှိလာလို့ရှိရင်လည်းကျွန်တော်တန်မှုရှိတဲ့မြေလေးတွေအဲ့လိုမျိုးလေးလေးမဆွေများတော်မှုရှိတဲ့ပစ္စည်းတွေစုမှုဆောင်မိအောင်လဲစူးစမ်းဖို့လိုပါသေးတယ် ဒါလေးကိုမိတ်ဆွေများကို line မျှပေးတာပါအဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်စီမှာမိတ်ဆွေတွေမှာဘာတွေရှိတယ်ရှိတဲ့ပစ္စည်းတွေကိုငှားလို့ရတယ်အဲ့တော့ကျွန်တော်အငှားချလို့ရတယ်အငှားချတာနေပြီးတော့ထပ်ပြီးပွားအောင်လုပ်လို့ရတယ်ဒါမျိုးလေးနီးလေးအများကြီးရှိပါတယ်ဒါမျိုးလေးလုံးကြပါအဲ့တော့မိတ်ဆွေများဟိုအရေးမကြီးတဲ့အရာတွေကိုခောက်ထားလိုက်ပါချစ်တာတွေမေတ္တာတွေတစ္ဆာတွေအဲ့ဒါတွေလုံးဝခောက်ထားလိုက်အဲ့ဒါတွေရေးမပါတော့ပါဘူးအရေးပါတာကတော့ ဝင်ငွေတွေအများကြီးရှာနိုင်မှုအရေးကြီးပါတယ်ဝင်ငွေအများကြီးရှာတဲ့နေရာမှာလည်းနီးမဲ့လမ်းမဲ့နဲ့ရှာဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ဘာသာတရားလေးလုပ်ဖို့လိုတယ်ဗျဒါအရင်ရင်ကြည့်တယ်မကျွန်တော်တို့ရဝင်ငွေရှာတဲ့လူအဲ့တော့စီဝါလုပ်တဲ့လူတွေကဘာသာတရားလုံးဝပြစ်ထားလို့မရပါဘူးဘာသာတရားလုပ်လေလေကျွန်တော်တို့ကံရင်ကောင်းလေလေလုပ်တဲ့အရာလေးကအလားအရာထင်းနေဖြစ်နေမှာသိကြပါတယ်အားလုံးကျေးဇူးပါတယ်ဗျနောက်ပြီးဒီမှာဆက်လက်တွေ့ပါဦးမယ်အားလုံးပဲဝင်ငွေများကြီးရှာနိုင်ကြပါစေမိသားစုတွေရောထောက်မှတ်နိုင်ကြပါစေဗျာ